ောက်ကကျွန်တော်ရဲ့ 3D ဒီမိတ်ဆွေများမင်္ဂလာခင်ဗျာဒီကတော့ပုံလူ cycle ပေါ့နော်ပုံလူ cycle ဆိုတော့နေဦးမှာကျွန်တော်တက်ကိုငါကြာလာလဲကလင်နာတစ်ကြောလုံးမှာဒါ3ကပ်ပဲရှိရပေါ့နော်ဒီနေ့ကတော့ကျွန်တော်တို့ဒီ site နှစ်ခု3ခုလောက်ကိုပြသွားမယ်နော်နေဦးမှာတက်ကိုငါလို့ကြာလာ68ခုနဲ့မှာတစ်ချိန်ရှိတယ်ကျွန်တော်2022ခုနဲ့မှာတစ်ချိန်ရှိတယ်2023ခုနဲ့မှာတစ်ချိန်ရှိတယ်ပေါ့နော်အဲ့လိုနေဦးမှာကျွန်တော်တို့ကတက်ကိုငါလို့ရိုက်ပြရမယ်သူ့ရဲ့နောက်နှစ်မှာကိုးပရိတ်ကလေးရိုက်တယ်ပေါ့နော်အဲကိုးပရိတ်ရဲ့စောင်းမှာလိုဒိုရှင်းလေးပဲပြောကြပါဆိုတော့ ုပရိရဲ့ဆောင်လေးမှာဒါ66နှစ်ဆိုတဲ့ကနေတဲ့တကွက်ထွက်တယ်နော်ကုပရိရဲ့ဆောင်မှာနှစ်ဦးမှာတကူငါလို့ကြမယ်သူ့ရဲ့နောက်နှစ်တကူတော့ကုပရိရဲ့ဆောင်မှာပေါ့နော်ကုပရိရဲ့ဆောင်မှာ66နှစ်ဆိုတဲ့ကနေတဲ့လိုက်ထွက်တာပေါ့နော်ဒါပုံတူကက်ကလေးအရင်သွားမှာပေါ့နော်2020နှစ်မှာလဲကျွန်တော်နှစ်ဦးမှာတက်တကူငါပဲလဲလေးရိုက်တယ်ပေါ့နော်အဲ့လိုရိုက်ပြရတဲ့သူ့ရဲ့နောက်နှစ်မှာလဲဒါကျွန်တော်တို့ကိုပရိတ်လို့ရိုက်တယ်ပေါ့နော်ကိုပရိတ်ရဲ့ဆောင်းလေးမှာလည်း662ဆိုတဲ့ကံလေးတစ်ပွဲတောက်လျှောက် အာလိုက်ပေးနေရပါတော့တကူငါရဲ့တနှစ်ကျော်မှာပေါ့နော်ဘရိတ်ကူရဲ့ဇောင်းလေးမှာ66နှစ်ဆိုတော့ကနေလိုက်ပေးနေရပါတော့ဒီမှာလည်းကျွန်တော်တို့ဒါကတော့ပုံလူကက်ကလေးပေါ့နော်နှိမ့်ဦးမှာတငါကိုလိုကြတယ်တကူငါပတ်လဲလေးကြတယ်သူရဲ့နောက်နှစ်မှာလည်းဒီမှာကိုဘရိတ်လေးရှိတယ်ဆိုတော့ဒီနားလေးမှာပဲပေါ့နော်ကိုဘရိတ်ကကိုဘရိတ်ရဲ့ဇောင်းဆိုတော့ဒီနားလေးမှာပဲထိုးအောင်ပါပေါ့နော်66နှစ်ဆိုတော့ကနေလေးပေါ့နော်ဒါကျွန်တော်ရဲ့ 3D မဲ့ဆွေမြတ်တို့လက်ဆောင်ပေါ့နော်နောက်ထပ်ကျွန်တော်တို့တစ်ဆိုင်သွားမယ်နော် နေဦးမှာခွန်ကိုးနောက်တွဲလို့ရိုက်တာကလင်နာတကျော်လို့မှာ၃ကပ်ပဲရှိရပါတော့86ခုနဲ့မှာတကြိမ်ရှိတယ်ကျွန်တော်တို့ဒီ2024ခုနဲ့မှာတကြိမ်ရှိတယ်2025ခုနဲ့မှာတကြိမ်ရှိတယ်ပေါ့နော်အဲ့လိုနေဦးမှာခွန်ကိုးနောက်တွဲလို့ရိုက်ပြီးတာနဲ့အဲ့နှစ်ထဲမှာ12ကြိမ်မှာပေါ့နော်12ကြိမ်မှာဗရိတ်ရှက်ကနန်းတစ်ခွက်ထွက်တယ်နော်ကြီးစုတော့9ရောက်ပဲရှိရနော်ကျွန်တော်တို့ဒီပြအားလေးလေးရှိအောင်ပေါ့နော်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုဒါ share share ပေးလို့ရတဲ့မိတ်ဆွေများ share ပေးဖို့မေတ္တာရက်ခံပါနော် အဲ့တော့နှစ်ဦးမှာကျွန်တော်တို့ခုံကုနောက်လို့ရိုက်တာကလင်နာတစ်ကျော်လုံးမှာ၃ကပ်ပဲရှိရပါတော့86ခုနှစ်မှာတစ်ကြိမ်ရှိတယ်ကျွန်တော်တို့ဒီ2024ခုနှစ်မှာတစ်ကြိမ်ရှိတယ်2025ခုနှစ်မှာခုံကုနောက်တွဲခုံခါနဲ့ကုနောက်ပဲပေါ့နော်အဲ့လိုရိုက်တာ၃ကပ်ပဲရှိရပါတော့အဲ့လိုရိုက်ပြန်တဲ့အဲ့နှစ်12ကြိမ်မှာပေါ့နော်ပရိရှိကနန်းနေလိုက်ထွက်တယ်ပေါ့နော်ပထမတက်ကပ်မှာ684ဆိုတဲ့ကနန်းလေးထွက်တယ်ဒုတိယတက်ကပ်မှာ933ဆိုတဲ့ကနန်းလေးထွက်တယ်ပေါ့နော်တတိယတက်ကပ်ဒီနားလေးမှာဘယ်ကနန်းလေးထွက်မလဲထွက်နိုင်မလဲဆိုတဲ့ဟာလေးကိုကျွန်တော်ချိန်ပြီးတော့ပြပေးမယ်နော် เนาะ तू ก็တော့ရှင်းရှင်းလေးပဲသွားရနော်အမနေဦးမှာခွန်ကိုနောက်တွဲလို့ကြာပြီတာ ਨੇ အဲ့နှစ်ထဲမှာ၁၂ချိန်မှာ break shift ဆိုတဲ့ကဏ္ဍမဲ့ရိုက်တယ်အဲ့ break shift ကရိုးရိုးရှင်းရှင်းလေးပဲသူရိုက်တယ်ရှုပ်ထွေးနေအောင်သူမရိုက်ဘူးတတိယထိုက်ကထိုက်လို့ပဲလာရိုက်တယ်အပိတ်ကအပိတ်လို့ပဲလာရိုက်တယ် break shift ဖြစ်အောင်၆ခါလောက်ထည့်တယ်၆ရှင်းလေးဆိုတဲ့ကဏ္ဍတဲ့တကွက်ပဲထွက်တယ်နော်ခုပြတဲ့ line တွေကဒါတဲ့ line တွေပေါ့နော် ကျွန်တော်ပြန်ပြပြန်ပါနော်နှင်းဦးမှာခွန်ကိုနောက်တွဲလို့ရိုက်တာကလင်နာတကြောလုံးမှာ၃ကပ်ပဲရှိတယ်အဲ့ဒီခွန်ကိုနောက်တွဲလို့ရိုက်ပြီးတာနဲ့အဲ့ဒီနှစ်ထဲမှာကျွန်တော်တို့ဒီဆက်နှစ်ချိန်နေမှာပေါ့နော်ပရိရှိဆိုတဲ့ကဏ္ဍလေးပဲရိုက်တယ်အဲ့ပရိရှိကကဏ္ဍဘလို့ရိုက်လဲဆိုရင်သူကရှင်းရှင်းလင်းလင်းပဲနော်ဒီကတပွဲကျော်ကထိတ်ကထိတ်လို့ရိုက်တယ်အပိတ်ကအပိတ်လို့ရိုက်တယ်ဒီမှာထိတ်တူထိတ်လို့ရိုက်တယ်အပိတ်တူအပိတ်လို့ရိုက်တယ်ဘရိတ်ရှစ်ဖြစ်အောင်6ကပ်ပြီးတော့မှ6 6လေးဆိုတော့ကနတဲ့ပဲထွက်တယ်နော် ီမှာဒုတိယတက်ကကျွန်တော်တို့2024ခုနှစ်မှာ933ချိန်မှာ break shift လို့ပဲသူရိုက်တယ်။ရိုက်တဲ့ချိန်မှာလည်းထိတ်တူထိတ်လို့ပဲရိုက်တယ်။အပိတ်တူအပိတ်လို့ပဲရိုက်တယ်။ဒီမှာထိတ်တူထိတ်လို့ရိုက်တယ်အပိတ်တူအပိတ်လို့ရိုက်တယ်။ break shift ဖြစ်အောင်အုံညာခါကပ်ပြီး933ဆိုတဲ့ကဏ္ဍတဲ့ပဲထွက်တယ်နော်။အဲ့တော့ဒီမှာလည်း2025မှာခုံကုနောက်တွဲလို့ရိုက်ထားပြီဆိုတော့သူရှိကတိုင်းမှာ break shift ကလေးပဲပေးဦးမယ်ဆိုလို့ရှိရင်သူကထိတ်တူထိတ်ပေါ့နော်။အပိတ်တူအပိတ်နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့က ဒီမှာသုံးထိပ်ကသုံးထိပ်လို့ရိုက်မယ်နှစ်ပိတ်ကနှစ်ပိတ်လို့ရိုက်မယ်ဆိုရင်သုံးနှစ်အတွဲကြီးပေါ့နော်ဘရိတ်ရှင်ဖြစ်အောင်ဆိုရင်သုံးကသုံးသုံးနှစ်ဆိုတဲ့ကဏ္ဍဒါဒီနားလေးမှာဒဲတကွယ်ပဲဘရိတ်ရှင်နဲ့ပတ်သက်ပြီးတော့ဒဲတကွယ်ပဲထွက်တယ်နော်ဒါလို့ဆိုရှင်းမယ်လို့ထင်ပါတယ်နော်နေဦးမှာခုံခုံနောက်တွဲလို့ရိုက်တယ်အဲ့နှစ်ထဲမှာဆက်နှစ်ချိန်မှာဘရိတ်ရှင်ဆိုတဲ့ကဏ္ဍတောက်လျှောက်လိုက်ရိုက်တယ်ဘရိတ်ရှင်ဆိုတဲ့ကဏ္ဍရိုက်တဲ့အချိန်မှာသူကထိတ်တူထိတ်လို့ရိုက်တယ်အပိတ်တူပိတ်လို့ရိုက်တယ်ဘရိတ်ရှင်ဖြစ်အောင်၆ခါကပ်ပြီးတော့ရှစ်လျှောက်လေးဆိုတဲ့ကဏ္ဍဒဲပဲထွက်တယ်နော်ဒီကောင်လေးကအားရမလို့နော်2024မှာလည်းနေဦးမှာခုံခုံနောက်တွဲလို့ရိုက်တယ် ခုံကုနောက်တွဲလို့ရိုက်ပြီးတာနဲ့အဲ့ဒီဆက်နှက်ချိန်မှာလည်းဘရိတ်ရှစ်လိုပဲရိုက်တယ်။သူရိုက်မယ်ဆိုရင်ထိတ်သူရတပွဲချောကထိတ်ကထိတ်လိုပဲရိုက်တယ်။အပိတ်ကအပိတ်လိုပဲရိုက်တယ်။ဘရိတ်ရှစ်ဖြစ်အောင်၃ညခါခတ်ပြီး၅ညသုံးဆိုတဲ့ကဏ္ဍတဲ့ပဲထွက်တယ်နော်။ဒီဘက်နဲ့ထဲမှာလည်းကျွန်တော်နှစ်ဦးမှာခုံကုနောက်တွဲလို့ရိုက်ထားပြီးဆိုတော့ဆက်နှက်ချိန်မှာဘရိတ်ရှစ်ကလေးပေးဦးမလားပေါ့နော်။ဘရိတ်ရှစ်ကလေးပေးဦးမလားဆိုလို့ရှိရင်သူကထိတ်တူထိတ်လိုရိုက်မယ်အပိတ်တူအပိတ်လိုရိုက်ရမယ်ဆိုလို့ရှိရင်၃ထိတ်နှစ်ပိတ်ပေါ့နော်။ဘရိတ်ရှစ်ဖြစ်အောင်ဆိုရင်၃ခါကပ်ပြီးတော့မှ၃၃နှစ်ဆိုတဲ့ကဏ္ဍတဲ့တကွယ်ပဲထွက်ထားပေါ့နော်။ ဲ့တော့ကျွန်တော်ဒီကျွန်တော်တို့ဒီဆက်နှစ်ကြိမ်တို့ကနန်းဖိုင်နေစတင်ကြတဲ့ကကျွန်တော်တို့ကဒီနှစ်နောက်ပိတ်နဲ့ဗရိတ်လေးလို့စကြတာနဲ့သူ့ရဲ့အောက်မှာရှေးပူးဆိုတဲ့ကနန်းလေးလည်းရှိတယ်ပေါ့နော်ဒီမှာလည်းနှစ်နောက်ပိတ်နဲ့ဗရိတ်လေးလို့ရိုက်တာနဲ့သူ့ရဲ့အောက်မှာရှေးပူးဆိုတဲ့ကနန်းလေးရှိရနော်အဲ့တော့နှစ်နောက်ပိတ်ရအောင်နှစ်နောက်ပိတ်နဲ့ break လေးလို့ဒီမှာလည်းရိုက်ထားပြီဆိုရှေးပူးလေးနဲ့ဆိုရင်စွန့်တော့ပြောတယ်66နှစ်ဆိုတော့ကနန်းရ33နှစ်ဆိုတော့ကနန်းလေးရပေါ့နော် break လေးကြိုက်တယ်ဆိုရင်66နှစ်ပေါ့နော် break ရှိကြိုက်တယ်ဆိုရင်33နှစ်ဆိုတော့ကနန်းလေးရဒါ လာပြီးတော့ဒီဒီလိုပုံစံလေးပေးဥမယ်ဆိုရင်ပေါ့နော်ဒီမှာနှစ်နောက်ပိတ်နဲ့ဗရိတ်လေးလိုပေးထားတယ်သူ့ရဲ့အောက်မှာရှေးဘူးပေါ့နော်နှစ်နောက်ပိတ်နဲ့ဗရိတ်လေးလိုပေးထားတယ်သူ့ရဲ့အောက်မှာရှေးဘူးလေးရိုက်တယ်ပေါ့နော်ဒီမှာလည်းနှစ်နောက်ပိတ်နဲ့ဗရိတ်လေးလေးပေးထားပြီဆိုတော့သူ့ရဲ့အောက်မှာသူ့ရှေ့နှစ်ကတိုင်းပဲပေးဥမယ်ဆိုရင် ရှေးဘူးလေးပေါ့နော် ရှေးဘူးလေးဥမှာကျွန်တော်တို့ကကျွန်တော်တို့ကဒီကနေ့လေးကတက်တည်းတိတိကျကျပဲထွက်တာပေါ့နော်အဲခွန်ကိုနောက်တွဲဖြစ်လို့ဆက်မှတ်ချိန်မှာဗရိတ်ရှေ့ပေါ့နော်ခွန်ကိုနောက်တွဲဖြစ်လို့ဆက်မှတ်ချိန်မှာဗရိတ်ရှေ့ခွန်ကိုနောက်တွဲလေ နေဦးမှာခွန်ကုနောက်တွဲဖြစ်လို့12ချိန်မှာ break ရှစ်လို့ပေးဦးမယ်ဆိုရင်တော့3ထိပ်က3ထိပ်2ပိတ်က2ပိတ်နဲ့3 3နှစ်ဆိုတော့ကနားဒက်တကွယ်ပဲထွက်တယ်နော်ဆွနော့ line ဆိုရင်တော့ဒါကျွန်တော်တို့ဒီဒါကတော့ဆွနော့တကူ9 line နေရတော့ဒါပုံတူကတ်ပေါ့နော် break ကိုရအောင်မှာ66နှစ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီရှေးပူးလေးလေးကိုဘာလို့ပြန်လဲဆိုရင်ဒီမှာနှစ်နောက်ပိတ်နဲ့ break လေးလို့ရိုက်တယ်သူရအောင်မှာရှေးပူးလေးရိုက်နေလို့ပေါ့နော်နှစ်နောက်ပိတ်နဲ့ break လေးလို့ရိုက်တယ်သူရအောင်မှာရှေးပူးလေးရိုက်နေလို့ပေါ့နော်ဒီမှာလည်းနှစ်နောက်ပိတ်နဲ့ break လေးလေးရိုက်ထားတော့သူရအောင်မှာရှေးပူးလေးနဲ့ဆိုရင်တော့ ဒါ66နှစ်နဲ့ကျွန်တော်တို့ဒီ33နှစ်ပေါ့เนาะနှစ်ကွက်ထွက်တာပေါ့เนาะဒါကတော့ကျွန်တော်တို့ဒီရှေးဘူးဆိုင်ကလေးပေါ့เนาะနောက်ထပ်ကျွန်တော်တို့ဒီ bracelet ကိုမှအဲ့တော့ခုံခုံနောက်တွဲ17ကြိမ်မှာ bracelet ပေးဦးမယ်ဆိုရင်ဒီကနန်းလေးကိုလည်းထည့်သွင်းစဉ်းစားဖို့လိုပါတယ်ခင်ဗျာကျွန်တော်ကြည့်ကြအောင်เนาะဒီမှာကျွန်တော်တို့၄ပါတော့ break ကိုပေါ့เนาะလေးပါတော့ break ကိုရဲ့ဘေးမှာထွက်တဲ့ဒီကနန်းပေါ့နော်၃ပါတော့ကနန်းလေးပါတော့ break ကိုရဲ့ဘေးမှာထွက်တဲ့၃ပါတော့ကနန်းပေါ့နော် ခွန်သုံးခွန်ဆိုတော့ကနအားဒီဘေးနဲ့ကနေဒီဘေးနဲ့ကိုလိုက်ထွက်တယ်ပေါ့နော်အဲ့လိုထွက်ပြီးရင်သူ့ရဲ့ဘေးနားလေးမှာယူရှင်းလေးပဲပြောကြပါဆိုနော်သုံးချက်ခွန်ဆိုတော့ကနလေးလိုက်ထွက်တယ်နော်သူအစထွက်ရင်ကျွန်တော်တို့ကဒီ break လေးရဲ့ဇောင်းပေါ့နော်ဒုတိယထွက်ရင် break သုံးရဲ့ဇောင်းတတိယထွက်ရင် break နှစ်ရဲ့ဇောင်းကျွန်တော်ပြကျင်တာအဲ့လိုပေါ့နော်ဒီမှာကျွန်တော်တို့ cleaner တစ်ကြောလုံးမှာ၄ပါသော break ကိုရဲ့ဘေးမှာပေါ့နော်ဒီပါတော့ break ကိုရဲ့ဘေးက3ပါတော့ခဏန်ပေါ့နော်ခွန်သုံးခွန်ဆိုတဲ့ခဏန်လေးက အဲ့လိုဖြစ်တာ၃၃ကက်ရှိရနော်၄ပါတော့ဘရိတ်ကိုရပြီမှာ၃ပါတော့ကဏန်းထွက်တယ်အဲ့၃ပါတော့ကဏန်းခွန်သုံးခွန်ဆိုတဲ့ကဏန်းဒီဘေးနှစ်ကနေဒီဘေးနှစ်ကိုလိုက်ထွက်တယ်ပေါ့နော်အဲ့လိုထွက်ပြီးရတယ်သူ့ရပြီနားလေးမှာ၃ရှစ်ခွန်ဆိုတဲ့ကဏန်းလေးထွက်တယ်နော်အစထွက်တော့ကျွန်တော်တို့ဒီဘရိတ်လေးရဲ့အဆောင်လေးမှာ၃ရှစ်ခွန်ဆိုတဲ့ကဏန်းလေးလိုက်ထွက်တယ်ပေါ့နော်ဒါတကက်ပေါ့နော်သူကတော့လုံးဝဒီတကက်ပဲဒီ၃ရှစ်ခွန်ပဲလေးလေးပဲတောက်လျှောက်သွားနေတယ်ပေါ့နော်ဒီမှာလဲကျွန်တော်တို့ဒီအစားဟိုပါပေါ့နော် ီကျွန်တော်60နဲ့63မှာဗောနော်60နဲ့63ခုနဲ့မှာလဲဒီမှာ၄ပါတော့ break ကိုလို့ရတဲ့သူရဲ့အပေးနားလေးမှာလဲ3ပါတော့ကဏ္ဍထွက်တယ်ဗောနော်အဲကဏ္ဍ၄ပါတော့ break ကို496ရဲ့အပေးမှာထွက်တဲ့ဒီ963ဆိုတော့ကဏ္ဍဒီဘက်နဲ့ကနေဒီဘက်နဲ့ကို light ထွက်တယ်ဗောနော်အဲ့လိုထွက်ပြီးရမယ်သူရဲ့အပေးနားလေးမှာလဲဒါကျွန်တော်တို့ဒီ73ခွန်ဆိုတဲ့ကဏ္ဍလေးသူ့ရှိကအတိုင်းမှာရိုက်တယ်ဗောနော်ဒုတိယရိုက်တော့ break လေး break လေးပြီးတော့ဒုတိယရိုက်တော့ break 3ရဲ့ zone လေးမှာရိုက်တယ်ဗောနော် နောက်ထပ်ကျွန်တော်တတိယတက္ကသိုလ်ကျွန်တော်အသွက်ကြည့်မယ်နော်တတိယတက္ကသိုလ်မှာလည်းကျွန်တော်တို့ဒီ2020နဲ့2023မှာပေါ့နော်2020နဲ့မှာကျွန်တော်တို့ဒီ၄တုံညာငါ၄ပါသောဘရိတ်ကိုကဏ္ဍရိုက်တယ်နော်သူ့ရဲ့ဘေးမှာလည်းဒါ၃ပါသောကဏ္ဍဟာဒီဘေးနဲ့ကနေဒီဘေးနဲ့၃ပါသူသူ့ရဲ့၄ပါသောဘရိတ်ကိုရဲ့ဘေးက၃ပါသောကဏ္ဍတကွာပေါ့နော်ဒီဘက်နဲ့ကလည်းဒီဘက်နဲ့ကိုလိုက်ထွက်တယ်เนาะအဲ့လိုထွက်ပြရတဲ့သူ့ရဲ့ဘေးနားလေးမှာလည်း730ဆိုတဲ့ကဏ္ဍလေးပေးဦးမလားပေါ့เนาะသူပေးမယ်ဆိုရင်လည်းအစားပေးတယ်ဆိုရင်လည်းဒါ break လေးရဲ့ဇောင်းပေါ့เนาะ ဒီကသူဒီလေးပါတော့ break ကိုရေးပေးရဒီ3ပါတော့ကနားဒီဘက်နဲ့ကနေဒီဘက်နဲ့ကို light ထွက်တယ်အဲ့လိုထွက်ပြရင်သူရေးပေးလမ်းလေးမှာ73ခုဆိုတဲ့ကနားလေးထွက်တယ်ပေါ့နော်အစထွက်တော့ break လေးရဲ့အဆောင်လေးမှာထွက်တယ်ပေါ့နော်ဒုတိယတကကျွန်တော်တို့ဒီနောက်ကျွန်တော်တို့ဒီ62နဲ့63ခုနဲ့မှာလဲဒီလေးပါတော့ကနားလေးတကွက်ထွက်တယ်ပေါ့နော်လေးကိုလေးပါတော့ break ကိုကနား496ဆိုတဲ့ကနားဟာ light လေးကို6ဆိုတဲ့ကဏ္ဍလေးထွက်တယ်ပေါ့နော်သူရဲ့ဘေးနားလေးမှာ3ပါသောကဏ္ဍတစ်ခွက်8 9 3ဆိုတဲ့ကဏ္ဍဒီဘက်နဲ့ကနေဒီဘက်နဲ့ကိုလိုက်ထွက်တယ်အဲ့လိုထွက်ပြီးတာနဲ့ သူ့ရဲ့ဘေးနားလေးမှာ73ခွန်ဆိုတဲ့ကဏ္ဍလေးထွက်တယ်နော်73ခွန်ဆိုတဲ့ကဏ္ဍလေးပဲတောက်လျှောက်လိုက်ထွက်တယ်သူထွက်မှဆိုရင်ပရိတ်လေးပြီးတော့ပရိတ်3ရဲ့ဇောင်းလေးမှာထွက်တယ်ပေါ့နော် တတိယတက္ကကျွန်တော်တို့ဒီနားလေးမှာ2022 2023လေးမှာကြည့်ကြည့်ပါခင်ဗျာ2022မှာလည်း435ဆိုတဲ့ကဏ္ဍလေးထွက်တယ်နော်ပရိတ်6ကဏ္ဍလေးထွက်တယ်ပရိတ်6ရဲ့ဘေးမှာလည်း3ပါသောကဏ္ဍတကွက်ထွက်တယ်နော်930ဆိုတဲ့ကဏ္ဍဒီဘေးနဲ့ကဏ္ဍဒီဘေးနဲ့ကိုလိုက်ထွက်တယ်ပေါ့နော်အဲ့လိုထွက်ပြီးတဲ့နဲ့သူ့ရဲ့ဘေးနားလေးမှာလည်းသူ့ရှေ့ကတိုင်းမှာ73ခွန်ဆိုတဲ့ကဏ္ဍလေးပြေးဦးမလားပေါ့နော်သူထွက်မှဆိုရင်ပရိတ်လေးရဲ့ဇောင်းပေါ့နော်ဒုတိယထွက်တော့ပရိတ်3ရဲ့ဇောင်း ဒီနားလေးမှာလည်းကျွန်တော်တို့က break နှစ်ရဲ့ဆောင်းလေးမှာဒါ73ခွန်ဆိုတော့ခဏလေးထွက်ဖို့ပေါ့နော်ပတ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီခွန်ကိုနောက်တွဲကြတိုင်းမှာဒီဆက်နှစ်ချိန်မှာ break ရှိခွန်ကိုနှဲဦးမှာခွန်ကိုနောက်တွဲကြတယ်ဆက်နှစ်ချိန်မှာ break ရှိပေါ့နော်နှဲဦးမှာခွန်ကိုနောက်တွဲကြတယ်ဆက်နှစ်ချိန်မှာ break ရှိလေးပေးဦးမယ်ဆိုရင်လည်းဒါပေးလို့ရတဲ့အနေထားလေးနဲ့ပေါ့နော်အဲ့ဒါကြောင့်ဒါတို့ကျွန်တော်တို့ဒီကြက်နဲ့တဲ့တဲ့မိတ်တွေမိတ်ဆွေတွေရှိရင်လည်းသုံးကြည့်ရင်သုံးလို့ရအောင်ပေါ့နော် ဒီဒီဂျိန်တွေပေါ့နော်66နှစ်ဆိုတော့ရှေးဘူးလေးကြိုက်တယ်ဆိုတော့66နှစ်နဲ့33နှစ်ဆိုတော့ကဏ္ဍလေးရှိတယ်ပေါ့နော်ဘရိတ်ရှစ်ဆိုရင်တော့33နှစ်ဆိုတော့ကဏ္ဍလေးရှိတယ်ဘရိတ်လေးကြိုက်ရင်66နှစ်ဆိုတော့ကဏ္ဍလေးရှိတယ်နောက်ထပ်ကျွန်တော်တို့ဒီ တခြားဗရီဒါနဲ့ခဏန်းလဲဆိုရင်တော့ဒီလို380ပေါ့နော်ပါဝါဒရယ်လေးနဲ့ဒါ तू 380ဆိုတော့ तू ကခဏန်းတစ်ခွက်ပဲထွက်တာပေါ့နော် तू ကတိတိကျကျပဲ380လို့ထွက်တယ်ဒီမှာ830လို့ထွက်တယ်ပေါ့နော်ဒီနားလေးမှာရောဒါ830ပဲလဲလေးပေါ့နော်ဒီမှာလည်း830ပဲကျွန်တော်ရေးထားတာပေါ့နော်ခွန်တော့ပိတ်လေးနဲ့ဆိုတော့ तू ကခွန်တော့ပိတ်လေးနဲ့ပြီးနေတော့830လို့ပဲကျွန်တော်ကဒါလိုလဲကူကူပဲရေးထားလိုက်တာပေါ့နော်အမှန်တော့ဒီ blade ရှင်နဲ့830ထုတ်မယ်ဆိုတော့အားပြီးတော့ထုတ်တော့ kait ပါနော် blade 3ထိပ်စီကြိုက်တယ်ဆိုတော့3ထိပ်စီကတော့9လုံးမြောက်တော့ဒါမလာနိုင်ဘူးလို့ထင်ပါနော် လာနိုင်မှုလို့ထင်တယ်ဆိုတော့ပြီးခဲ့တဲ့အပတ်ကလည်းကျွန်တော်တို့ဒီသုံးထိပ်စီကလေးလုံးရောက်တော့မကြနိုင်ဘူးကလင်နာတစ်ကျော်လုံးမှလည်းမရှိဘူးဆိုပြီးတော့သုံးထိပ်စီကိုဒါတွေ့ရတာနဲ့ကျွန်တော်တို့ကဖယ်ခဲ့လိုက်တယ်ဗောနော်ဒိုင်းနဲ့အဲ့ကောင်ကြီးကကြားသွားတယ်ဗောနော်ဒိုင်းနဲ့ဒီကြားမယ်မကြားဘူးဆိုတာတော့ဒါပြောလို့မရဘူးဗောနော်သုံးသုံးပူလေးလဲဒါဖြစ်သွားနိုင်တာဗောနော်၃နေရမြူးနေတယ်ဆိုတော့လေအဲ့တော့၈သုံးခွန်ဆိုတဲ့ကဏ္ဍလေးရ၃၃နဲ့ဆိုတဲ့ကဏ္ဍလေးရနောက်ကျွန်တော်တို့ဒီတကူငါးကြပြီးတယ်နှိမ့်ဥမှာတကူငါးကြပြီးတယ် break ကိုရဲ့ဇောင်းမှာဒါ66နဲ့ဆိုတော့ကဏ္ဍလေးကတဲလိုက်ထွက်နေလို့ပေါ့နော်ဒီမှာလည်း66နဲ့ဆိုတော့ကဏ္ဍတဲလိုက်ထွက်နေတာပေါ့နော်အဲ့တော့ break နေဦးမှာ195လို့ကြာပြီသူရဲ့နောက်နေမှာ break ကိုရဲ့ဇောင်းမှာ66နဲ့ကလေးပေးအောင်မယ်ဆိုရင်လည်းဒါရက်လိုက်အောင်ပေါ့နော်ကျွန်တော်ရဲ့ 3D မိတ်ဆွေများအတွက်မေတ္တာလက်ဆောင်အဖြစ်တင်ပေးလိုက်ပါနော်ကျွန်တော်တော့အောင်ချမ်းသာဖြစ်ပါလားခင်ဗျာဒီ ချိန်တွေလဲတေးချာ share အုပ်ရမယ်ခဏလေး၃ခွက်ပေါ့နော် order ခွက်နဲ့ရန်၂ခွက်၃ခွက်လောက်တော့ကျွန်တော်ရွေးထားတာရှိပါလားခင်ဗျာတစ်ချိန်စာ9000ယူပါရနော်ဒါအလားရောက်အပေးမယ်ဆိုရင်၃ညာကို၄၄ကို၇ကို၄၄၃ကိုကနေလာရောက်ဆက်သွဲပြီးတော့တစ်ချိန်စာ9000နဲ့လာရောက်အပေးနိုင်ပါနော်မမအတိတ်အမွေးခွက်ပတ်စင် order ခွက်ဖိုင်လေးတွေကိုဒါမမကလူမှာကြည့်ချင်တယ်ဆိုရင်တော့မမတိတ်အမွေးခွက်နဲ့အပတ်စင် order ခွက်ဖိုင်လေးကိုကြည့်ချင်တယ်ဆိုရင်တော့ Telegram မှာမမကလူလေးရှိပါတယ်ခင်ဗျာ ကျန်တဲ့တနေ့စာပေါ့နော်ကျန်တဲ့အချိန်လေးအတွက်ကျွန်တော်6000ယူပါရနော်ကျွန်တော်ရဲ့ဗီဒီယို file လေးကိုဆုံးအောင် ကြည့်ပြီးတဲ့ကျွန်တော်ရဲ့ 3D mix ဆွေများကိုလည်းကျေးဇူးအထူးတင်ပါရနော်ကျွန်တော်ရဲ့ 3D mix ဆွေများ2025 12ချိန်မှာပေါ့နော် cherry ဆွေများအချီးပေါက်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ပါရနော်